တင်းလင်းတောင်အမျိုးနဲ့ရန်ပိုရွာမှာဆက်မရှိတဲ့တည်င်းပေးစုသူတူကိုလက်နက်ကအခွဲတကူကလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။အော်တိုဘာလ17ရက်နေ့မနေ့3နာရီလောက်ကရန်ပိုရွာရှိဥယျင်ခြံထဲမှာဆက်မရှိတဲ့တည်င်းပေးစုသူအသက်50ဝန်းကျင်ရွယ်ဦးမောင်ယူကိုလက်နက်ကအခွဲတကူကလာဖမ်းသွားတယ်လို့ရန်ပိုရွာနဲ့ကပ်နေတဲ့ဗလမုတ်ရွာနဲ့ဒေသခံတအူကဆိုပါတယ်။ ဒါအပြင်အဖက်ခံရတဲ့ဥမောင်ယူကအရက်ကိုရွာမှာတက်ဆွဲထားတဲ့ဆက်နာရှိတက်လိုအပ်တဲ့စာနယ်ရိတ်ခါတွေဝယ်ပေးနေသူဖြစ်တယ်လို့ဒေတာခန့်အချို့ကဆိုပါတယ်။ဆက်နာရှိတက်စက်ကြောင်းထိုးလိုက်ရင်ရက်ပိုရွာသားတွေခြားနေရကိုတိတ်ဆောင်ရလိမ့်ရှိပေမဲ့လည်းသူတို့မိသားစုကတော့အဲ့ဒီဥယျင်ခြံထဲမှာပဲနေလိမ့်ရှိတယ်လို့သိရပါတယ်။ဘဲအကွက်ကလာဖမ်းနေဆိုတာနဲ့ဘဲကိုဖမ်းတော့တယ်လဲဆိုတာကိုတော့မသိရသေးတဲ့အပြင်ပြန်မလို့လာသေးဘူးလို့လည်းဆိုပါတယ်။ ဥမောက်ယူရဲ့မိသားစုကိုဆက်သွယ်ဖို့အခက်အခဲရှိနေတဲ့အတွက်အခုလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်တာမရှိသေးပါဘူး။အမောက်ယူကိုဖမ်းသွားတဲ့အကြောင်းရင်းနဲ့ဖမ်းစီတဲ့အခွဲကဒီကနေ့ထိထုတ်ပြန်တာမရှိသေးသလိုဒေါ်ဝါရှင်နီနဲ့လည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဆက်နာရှီတက်ကရန်ပိုယွာထဲတက်ဆွဲထားတဲ့အတွက်ဒေသခံပြည်သူတွေကအနီနာရှီကိုဥယျာဉ်ခြံတွေမှာဆက်ရှောင်နေတာနည်းနည်းနေပါရှိနေပြီဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်။